မလေးအခုလိုဖြေကြပြီးတာတကယ်ကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဖြေပြလာပါအဖေဒီပါမယ်ဆုံးတယ်ပြောပလိုက်ကဲရေသပရိသတ်တွေကို ်အင်းဆက်စကားလေးပြောပြပါအောင်ညီမလေးအာဟုတ်ကဲ့ပါရှင်ပြည့်စက်ကြီးအားလုံးပဲမင်္ဂလာပါဆုထွက်လိုက်ပါရှင်အာဆုရက်ကိုအခုဆိုလို့ဒါလက်တလောပြီးသွားတဲ့အမုံမြစ်ကလေးကိုလည်းအားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆိုတော့နောက်ကားလေးလည်းဆက်တက်ပါပါအားလည်းလည်းအားပေးပါအောင်ရှင်ရွှေမေတ္တာမနွေရှင်မေတ္တာပဲပြည်သူမေတ္တာခံယူနေတယ်မနွေမနွေအဲ့ဒါကတော့အဲချစ်ကြတာလေရှင်မေတ္တာပေးတာလေတကယ်မဟုတ်သူရဲ့အဲ့ဒီကာရက်တာပေါ်မှာညီမလေးအရင်ပြပြန်လို့လေဒါပေမဲ့အမထင်ပါတယ်အဲ့ဒီပေါ်မှာအားပေးကြတဲ့အပေါ်မှာတချို့ကလည်းကောင်းတဲ့နေရာကနေဝေဖန်အကြံပြုကြတယ်တချို့ကျတော့သူတို့ရဲ့ ့ဒီຫນွယ်ပေါ်မှာသူတို့ရဲ့စိတ်စိတ်လိုက်မှာပါခံစားချက်တွေရောက်လာတော့အရင်ညခံစားချက်လေးအပြင်မှာသူတို့လည်းခံစားချက်လေးဘလို့ရှိလဲဟုတ်တယ်တချို့တွေကကျတော့အဲ့လိုဟိုဟာ chat box အထိလာပြောတယ်အာဗာလဲအပြင်ထွက်နေတော့ထွက်နေတော့နေရိုက် ဲ့ကတော့အာပေါ့တော့ကိုကလေတခါမှအဲ့လို villain ကလည်းတရုတ်မဆောင်ဘူးမဆောင်ဘူးတဲ့ပြင်ကိုဒီဟာဆိုလို့ရှိရင်ဇက်အစနေပြီးတော့အဆုံးမိုင်းနာလောက်ထိကိုတော်တော် villain ဆန်တဲ့နယ်ဖြစ်သွားတဲ့ကကြတော့အဲကကလည်းအမုံမြင့်ဆိုတော့တို့ကဒီပရိသတ်တွေကအမုံမြင့်ထဲမှာလိုက်ပါစီညောပြီးတော့ပေါ့နော်အဲအဲ့လိုပြောကြတဲ့သူတွေရှိတယ်ဆိုတော့သူတို့ကတော့ request လုပ်ပါတယ်အမြဲတမ်းပဲတော့နယ်လေးကိုပဲမုံရင်လည်းမုံဒါပေမဲ့ဆုထလိုက်ရောချစ်ပေးပါပေါ့နော်ရှော့ပေးလိုက်ပါဆုထတော့ရှော့ပေးလိုက်ပါဆုထတော့ရှော့ပေးလိုက်ပါအပြင်ဆုထကတော့အဲ့လိုမဟုတ်ပါဘူးလုံးဝလုံးမ ဟုတ်ဘူးအဲ့ဒါတော့အပြေဝါထောက်ခံတယ်ပြီးတော့အမဆိုလည်းအပြင်မှာအဲ့လိုခင်မင်းရင်းနေတဲ့သူတွေစီကလည်းတဆင့်ကြတယ်ဟဲ့သူထအဲ့လိုမဟုတ်ဘူးအပြင်မှာလည်းရမ်းလည်းပို့ပြီးတော့လည်းချစ်ဖို့ကောင်းတယ်ပြီးတော့တကယ်လည်းသဘောကောင်းတယ်အမြင်နဲ့ပြောတာတော့သူရှိမှလည်းပြောတယ်နောက်မှလည်းပြောတယ်ဆိုတော့ fighting ပြောရင်ဒါဆိုရင်လွတ်တော့သူအမောင်းနဲ့တိတ်ပြီးခန်းစားချက်ချင်းမတူဘူးညီမလေးကဒီသူငုံငုံဆောက်ပါဒီသူနေအကုန်ကမလားညီမငုံလားကြည့်ကြပါဟုတ်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 ပါအပြည့်ပြည့်လို့စားတယ်ဆက်လက်ပါဆက်လက်ပါခက်ခဲမှာတော့အပြည့်အမောင်းကလည်းအဲ့ Facebook မှာတက်လာတယ်လေအပိုင်းလေးမုံညစ်တူဆိုပြခန်းချောင်းတိုင်းမှာချစ်စလာမှာอืมကြိုက်နော်ဟုတ်တယ်ဆိုတော့အတန်ကိုရမ်းကြိုက်တာဟုတ်တယ်အတန်လည်းကောင်းသရုပ်ဆောင်လည်းကောင်းစိတ်ရင်းတော်တော်လည်းကောင်းငါညမလေးဒီထက်ပိုပြီးအောင်မြင်ဦးမှာပါအခုရိုက်မဲ့ကားလေးကလည်းရမ်းကိုအချစ်ကားလေးလို့အခုကြားရတယ်ကြိုက်မှာမဟုတ်ပါဘူးပြနေတယ်ဒါပေမဲ့ sorry by the way by the way language change ဆိုတော့ကွာပြောချင်တာဒီအခု commission နဲ့ညမလေးနဲ့မုံနဲ့ ရိုက်ထားတဲ့ကားလေးရတယ်အကိုတို့လည်းအဲ့အချိန်မှာပင်တရာမှာရှိနေတယ်ညီမလေးတို့တကယ်ကိုအပင်ပန်းခံပြီးတော့တကယ်ကိုကျူးကျူးဆဆနဲ့မျက်စိရှိမှရင်ရိုက်ထားတာကိုတွေ့ရတယ်အဲ့ကားလေးရတယ်တကယ်ကိုပေါက်မယ်လို့အကိုတို့ယုံကြည်တယ်ခုလည်းပြိတ္တတွေဆွဲလန်းနေကြတယ်ပြိတ္တတွေလည်းခုသဘောကျနေကြပြီပြီးတော့တောင်ကြီးကိုသွားပြန်နှင်းလို့မဟုတ်တော့နဲတကြီးမဟုတ်သွားတာလေသွားလိုက်ပြန်လိုက်ရိုက်မနဲ့သွားရိုက်ညပြန်လာတခါကြီးရမအိပ်ရဘူးအဲ့လိုမျိုးညဘက်တွေပါရိုက်ရတယ်ဆိုတော့ဒီကားလေးကိုလည်းညီမလေးနေနဲ့ဘယ်တော့ထိကျူးစားထားသေးလဲပေါ့နော်ဒါလေးကိုလည်းပြိတ္တတွေပြောပြပေးပါဦးညလေးနဲ့လေးကြပြိတ္တတွေကကျတော့ဒီဟိုဒီ series ကိုပေါ့နော်ပြတဲ့အချိန်မှာ 9:00နာရီအထိသူတို့ဒီတနအိစာကြည့်ရှုပြီးတော့ အဲပြည်သက်တဲ့ခံစားကြတာပေါ့ဒီစကားတကားဖြစ်လာဖို့ကြတော့စတက်တို့လနဲ့ချီပြီးတော့ရိုးစားထုတ်ရတဲ့ဟာတွေအများကြီးရှိတယ်အဲပြီးတဲ့အခါကျတော့ရိုက်ကူးတုံးကလည်းရှမ်းပြည်မှာသွားရိုက်ရတာပေါ့နော်၅လလောက်ကြာခဲ့တယ်အဲဒီရှမ်းပြည်ရဲ့တောင်ကြီးပင်တရအောင်ပန်းကလောဆိုတော့အဲရှမ်းပြည်တောင်ပိုင်းအစုံပဲပေါ့နေရာတော်တော်များများဆုံဆုံနေနေရိုက်ခဲ့ရတဲ့ကားပေါ့ရာဒီအခုပြောင်းကြအောင်စွတ်တဲ့တော်တော်ကျမ်းမာကြီးထိသွားတဲ့ကားလို့ပြောရင်လည်းမှန်တယ်ပေါ့ဆက်ဆောက်အောင်ဆုံးဒီပင်တရမှာ ာတော့ရိုက်တဲ့အချိန်မှာသူကဒီဟိုဆောင်းလွင်းဖြစ်တဲ့ခါကျတော့ weather တော်တော်အေးတယ်အေးတော့ဒီက6 degree 6 degree တော်အေးတယ်ဒီလိုနှာခေါင်းထိတ်တယ်ဆိုညဘက်10နာရီ17နာရီလောက်ဆိုအဲ့လိုခဲအေးတာကျင်ပြီးတော့လေအဲ့လိုဆိုတော့ဆုထန်ငိုရေကလည်းဒီနာစီချောင်းဆိုးဖြစ်တတ်တဲ့အခန်းရှိတော့ရင်ကျက်လိုသဘောမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီးတော့စကားလုံးကတပတ်လောက်တိတိပြောအသက်မထွက်တော့ဖြစ်သွားအဲ့လိုမျိုးဖြစ်သွားဖြစ်သွားတော့ driver လည်းတောင်းပန်ရတယ်ဘာလို့ဆိုဆရာတက်တို့ကြတော့လေသူတို့ team နဲ့အလုပ်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့တရက်တရက်ကိုမရိုက်ဘူးဆိုလို့ရှိရင်ဒီဟိုကုံသွားတဲ့အရာတွေနော်ဟိုငွေကြေးအချိန်တွေအများကြီးရှိရကကြတော့ဆရာသမီးတောင်းပန်ပါတယ်အတန်ကိုကအဲ့တော့တော့မှသူ့တောင်းပန်နေဆိုဟာကိုကိုပြောလို့မရတဲ့အတွက်ကြောင့်မလို့အဲ့တော့အရန်အချိန်တွေတော်တော်ဆိုးသွားဖြစ်တော့မေမေတို့ရောက်လာတယ်ရောက်လာပြီးတော့စေကန်းတွေပါလေပြပါတော့နော်ချွဲတွေပါလေတော်တော်ဆုတ်ထုတ်လိုက်ရတယ်ဒီမှာခဲခဲသွားတာခဲသွားတာ တောင်ကြီးသွားပြာနားနှာခေါင်းလဲကြောင်တောင်ကြီးဒီစင်းပြီးသွားပြာသွားပြာတော့သူကနှာခေါင်းကလည်းတစ်ဖက်ကပိတ်နေဆိုတော့အဲ့နှာခေါင်းထဲကိုထိုးကြည့်အဲ့လိုမျိုးနဲ့တတော်ကိုခံခံရရပေါ့နော်အဲ့လိုမျိုးရောက်တာဆိုတော့ဒီ level မှာဆိုလဲဒီနိုင်မှာတက်နေတဲ့အမေသမီးထမင်းစားလို့မရဘူးပေါ့နော် ော့ဒီမှာချွဲတွေခဲသွားတာချွဲခဲသွားခွဲခဲခဲသွားတော့စုပ်ထုတ်သွားတယ်စုပ်ထုတ်ပြီးတော့ချွဲပျော်စေးတွေနောက်အဲ့လိုပုတ်သက်စေးတော်တော်ပြင်းပြင်းနေ on ကတော့အဲ့ဒီဆက်ဆက်ပိုင်းမှာပဲတော်တော်လေးဖြစ်တယ်ဆိုတော့အဲ့ရနှစ်ပတ်လောက်ကတော့တော်တော်ထိသွားထိသွားတော့ဆရာကလည်းဒါပေမဲ့တော်တော်နားလည်ပေးတယ်ပေါ့နော်ဆရာသမီးနေကောင်းချမ်းမအောင်ဘာဖြစ်ရဲဆိုတော့ အဲအဲ့ဒီပထမအဝင်မှာနည်းနည်းလေးရာသီအကူပြောင်းဖြစ်သွားတဲ့နောက်ပိုင်းကနေစပြီးတော့ချောချောရှိရှုံနဲ့ရိုင်းလိုအဆင်ပြေသွားခဲ့တယ်အဲဒါပေမဲ့တကားလုံးကတော့ဒီကိုကောင်းမြတ်ဆန်တို့ရောမမုန်းတို့ရောနောက်ဆရာကြောင့်ထောင်းမြန်နဲ့ဒရိုက်တာဆိုကိုဆရာအရင်ဖြစ်နေဆရာတက်ဖြစ်နေတော့ဆရာတက်ကလည်းဟို ခုပေါ်ဆိုလို့ရှိရင်ဆရာအများကြီးသင်ပြပေးတယ်အများကြီးစိတ်ရှည်တယ်ဆိုတော့တကယ်ကိုပြောရမယ်ဆိုလို့ရှိရင်ပျော်လဲပျော်ခဲ့ရတယ်တွေ့ကြုံတွေလည်းအများကြီးရခဲ့တယ်အရင်လည်းပင်ပန်းခဲ့တယ်မြားလေးနယ်ဖြစ်ရိုက်ကူးတဲ့အခါမှာဟို challenging တွေလည်းအများကြီးရှိခဲ့တယ်ပေါ့နော်အဲ့တော့အခုနောက်ဆုံးဒီကားလေးလည်းထွက်လာပြီနောက် OST လည်းကို တီဆိုကြရခဲ့တယ်ဟုတ်တယ်ဒီမုံမြမလည်းညီမလေးပဲ OSD လည်းဆိုရဲတယောက်လည်းနွယ်လည်းစိတ်ဆောင်သေးတယ်ဆိုရဲဆိုရဲတယောက်ကလည်းဆောင်သေးတယ်ဟုတ်ဘူးလည်းမူပိုင်မူပိုင်မမလို့ဘာအဲ့လိုမျိုးအာတယောက်ဆောင်ရောအစိုးရဆိုနှစ်ခုလုံးဆို ဆိုတဲ့လောဘကြီးရတယ်မှာပါတယ်။နှစ်ခုလုံးလည်းလှုပ်လဲလှုပ်ချင်တယ်။ဝါသနာလည်းပါတယ်။ယူလည်းယူသွတ်တယ်ဆိုတာ။ဒီချက်ဆုံးထုတ်ပတ်တီလေးမှာလည်းမြလင်းတွေဖြစ်လဲအကောင်းဆုံးပြုဆောင်ထားပါတယ်။နောက်ပြီးတော့အဖွဲ့တွေအားလုံးလည်းအကောင်းဆုံးစူးစမ်းပြီးတော့ပုံဖော်ထားကြတယ်။ဆရာကြီးနွမ်ချာတန်းရဲ့ဝတ္ထုလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပို serious ထားတယ်ပေါ့နော်။နောက် OST လေးလည်းဆိုတဲ့ဆိုထားတယ်။ဆရာမြမိုးအောင်ကိုရင်ရေးပေးထားတာ။ဘလို့ဘလို့တချင်မျိုးလေးလဲဆိုတော့အပြင်မှာနောက်ထောင်ကြည့်ချင်တယ်။ ဟာနည်း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 ကိုရင်းနေပဲဖြစ်ဖြစ်မအားတော့စာနယ်ဇင်းမိတ်ဆက်ပွဲမှာနားထောင်ခဲ့ပြီးပြီဒါပေမဲ့နည်းနည်းတော့ထပ်နားထားခြင်းဒါပေမဲ့တော့အဲ့ဒီတချင်းလေးဆိုလေးကဟိုဖုန်းလေးနဲ့အဲ့လိုတီလုံးလေးရဲ့နည်းနည်းထွက်ပြရလို့ဆိုခြင်းဖြစ်လာဖုန်းတီလုံးအဲ့ဆိုဆိုရအပားရလေးဆိုပြပါဦးဟုတ်ကဲ့ပါအပားရလေးကိုပြေဝါနားထောင်ပါဒီလိုနဲ့နဲ့ကျဲလိုက်နဲ့ကျဲလိုက်ကျဲလိုက်နော်ကွ Mình Men chaka kaung gen cherry lu Then the son a ti she me so Men chaka ngwe la min lu Towers in linda mya be mê so Don't người you do go, my nimaya nyara na song charo yes to avila ya ya me sima apira na pita me twa kauzo ata sona idmya lojana me wa me pyo shudok na အကူရောအလုံးစုံပြစ်လိုက်ပြီလား Watch a trick on the missima အသက်ကိုယူလေပေးရအောင်မပါတချို့လူတွေကစူတက်လာလဲပါတယ်ဟမ်ဟုတ်ပါတယ်ဟုတ်ပါတယ်ခံစားပြီးတော့စူတာခံစားပြီးတော့ညလေးຫນွယ်ပေါ့နော်ညလေးຫນွယ်ရဲ့ ခန်းစားချက်လေးနောက်တစ်ခါကျတော့တင်မေຫນွယ်တို့ပါဖြစ်ဦးမှာຫນွယ်ပြင်းຫນွယ်ຫນွယ်ပြင်းຫນွယ်ပြင်းຫນ ကာရိုက်တာတစ်ခုဆိုတစ်ခုလုံးဝပြိသက်ရင်နဲ့ပေါ့နော်မမအောင်တာလုံးဝမမအောင်ဆိုတဲ့နာမည်ကိုဖြစ်သွားတာပေါ့နော်ဒီမလေးကဘာကြောင့်လဲရိုက်တိုင်းပေါက်တာလဲတစ်ခုတော့ပြောပြပါလားအပေးကြီးတော်ရစားလို့ပါဟုတ်ပါတယ်လို့ဝတ်ချက်ပေါက်ပြီးစတဲ့ပေါ့ဟုတ်တယ်လေရိုက်တိုင်းပေါက်ရရဲ့အပေးကြီးတော်စားလို့ပါအပေးကြီးတော်စားလို့ပါကိုကြီးအဲ့တော့ကာရိုက်တာရဲ့တစ်ခုဆိုတစ်ခုအရန်ပေါက်တယ်ပေါ့နော်ဒါပေမဲ့အခုအမုံမြစ်ကကြတော့လောင်းဟိုဟာဒီ pressure တော့ကလည်းတစ်ခေါက်တွေ့ရခါကျဒီဇလန်းကကြလုံးဝ tempo စတယ်ကမြင့်နေတာတားကြီးမြင့်နေတာတအားမြင့်နေတာဆိုကိုလုံးနေကြအဲကာရိုက်တာတစ်ခုချင်းစီနဲ့ ီကိုတကယ်ပေါက်ခဲ့ပေါက်တဲ့ပြိသက်တည်းရဲ့ character ဖြစ်ဖို့အတွက်ကကြာဘလောက်တိတိချအားထုတ်ရလဲကိုကကိုစိုက်ထားရဲ့အတိုင်းဒီတိုင်းပေါက်မယ်လို့ညှော်လင့်ချက်ရှိတာတခါကျကိုမထင်ထားဘဲနဲ့ဒီ character အရင်ပေါက်သွားပြီးတော့ရှိတာ အဲဟိုဘယ်လိုပြောရမလဲပေါ့နော်စုထက်ဒီအမုံမြစ်ကားဆိုတော်တော်လေးစူးစမ်းအားထုတ်ရတဲ့ကားလို့ပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့စုထက်အတွက်ဒီလိုမျိုးဗီလင်းတော်တော်ဆန်တဲ့ဇက်ရုံမျိုးကိုတယောက်ဆောင်မူတာဒါပထမဦးဆုံးပဲဖြစ်မယ်ပေါ့နော်အဲ့ခါကျတော့ရှေ့မှာပေါက်ထားတဲ့မမဦးဆိုတဲ့ character ကလည်းကျတော့သူကအရန်ကိုသဘောထားကြည့်ပြီးတော့မိန်းမဆန်အားလုံးချစ်ရတယ်အားလုံးချစ်ရတယ်ကောင်းပါလေဆိုတော့အဲဒီဒီမမဦးနဲ့ပြိသက်အခြေတွေကိုတင်းကျုံယူထားပြီးတဲ့ခါကျတော့နှွဲလိုမျိုးပြိသက်တအားမုံမဲ့ ကရီတာမျိုးကိုချိန်ချလိုက်ရတဲ့အခါကျတော့ risk ကတော့အရင်များတယ်အဲဒါပေမဲ့ဟိုဆရာဦးသိန်းဟန်လည်းကိုယ့်ရဲ့ဒါဆရာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာရဲ့သင်ပြမှုတွေနဲ့ရောပေါ့နော်အဲဒီຫນွေ character ဖြစ်ဖို့လို့အတွက်ကိုအဲ့ဒီတော့ကတော့တော်တော်လေးစူးစမ်းယူလောက်ယူရတယ်အဲလောက်ယူရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရပါတော့ အနွယ်ရကြတော့ तू ကစိတ်ပုတ်မှလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစကားကိုရိုက်ကူးနေတဲ့အချိန်တွဲမှာလည်းစစ်ကတိတ်တော့မကြည့်ဘူးပုတ်တော့အင်းစစ်ကလည်းပုတ်ထားတာကိုရစကြည့်အောင်ခဏခဏမကြည့်အောင်ထားတာဆိုအဲရောက်တဲ့အချိန်ကျလို့ရှိရင်လည်းအဲ့လိုမေတို့ပြောတဲ့ခါလေးစကားပြောနေတယ်ကတော့ကစားထဖြစ်တာရှိရအမေကလည်းနင်းအမုံမြင့်ရိုက်နေမှာတော့လေနင်းစိတ်ပုတ်မှာပေါ့နင်းတွေတွေကတည်းကကားရပါတည်းကစိတ်ပုတ်နေရဆိုတော့အဲ့လိုမျိုးစိတ်ကမကြည့်နေဘူးအဲဟိုပါပေါ့နော်ဒီရိုက်ကူးစဉ်ကာလအတွင်းမှာနွယ်ဖြစ်ဖို့အတွက်စူးစမ်းနေရတဲ့ stress တွေကြောင့်လည်းပါတယ်နောက် character ကြောင့်လည်း ်ပါတယ်ပေါ့ဆိုတော့ဒီကားရိုက်ပြီးတဲ့အချိန်တစ်ပတ်လောက်အထီကိုဆက်ပြီးတော့လေနည်းနည်းလေးစိတ်နည်းနည်းပုံပုံနေတော့မယ်အဲ့တော့အဲ့လိုမျိုးပုံနေတော့ပဲကာရက်တာပြီးတော့ပြန်ပြီးတော့ထုတ်ပလိုက်ရတယ်ပုံစံလေးဖြစ်နေတာပေါ့ဟုတ်ပုံစံလေးဖြစ်နေတာပေါ့အဲကမလေးကတော့ငိုခံရတော့လေဖြူစင်ပါဖြူစင်ပါလေဟုတ်တယ်အရှိဆက်ကားနေတဲ့ကဘလောက်กว่าအရန်กว่าတယ်အချိန်ရန်กว่าလားပြရိုက်တဲ့အချိန်ရိုက်တဲ့အချိန်ဆိုအခုချစ်ဆုံးသူနဲ့လားအချစ်ဆုံးသူနဲ့မုံမြင့်နဲ့မကွာဘူးချစ်ဆုံးသူအဲ့တော့အဲ့အချိန်မှာစိတ်က ချိန်ရတဲ့ဟာကြီးကဘဘလူးနေတယ်။အစက်ကချိန်ရတာဘလူးဖြစ်လဲဆိုတော့ဆောင်းနည်းနည်းစိတ်ပူတော့။ဘယ်ပြဇာတ်ညထိပါရလား။အဲပြောမယ်ဆိုဆိုတာချက်စုံစုထုတ်ပတ်တည်းအရင်စရိုက်ထားတာပြီးတော့မှမုံမြစ်ကရိုက်တာမုံမြစ်ကရိုက်တာဆိုတဲ့အခါကျတော့ဒီချက်စုံစုထုတ်ပတ်တည်းညာလေးနဲ့ရိုက်ပြီးတော့မှအမုံမြစ်ဆိုတော့အဲတော်တော်သေးတယ်နည်းနည်းခံတာပါခံတာပေါ့နော်နေမို့ဆိုဒီຫນွေရဲ့ character ကြီးကိုတည်ဆောက်ပြီးတော့ဟိုဆက်ရိုက်ရတယ်ဆိုတော့တော်တော်လေးခင်းရင်ပေါ့ညာလေးຫນွေကကျတော့သူက အဲဒီចောင်းចောင်းသူ character ចောင်းသူ character မှာမှာအဲစိတ်သဘောထားဖြူတယ်မိသားစုတွေပေါင်းတဲ့ငယ်ချင်းတွေကိုချစ်တယ် character ပေါ့နော်ချစ်ယူမှလေးပေါ့နော်အရန်ကိုကောင်းလေးတယောက်ကိုမုံမမြင်လေးမမြင်ချစ်တယ်ချစ်ကိုကိုးကွယ်တဲ့ကောင်းမလေးပေါ့ညီမလေးကချစ်ကိုကိုးကွယ်တယ်ဒီမုံမြင့်ကိုကြည်ထားတဲ့ပရိသတ်တွေကຫນွယ် character နဲ့နှစ်နှစ်ကကာကြီးကိုမြင်ထားပြီးတော့ဟိုမှာချက်ချင်းတချင်းချောင်းချက်ချင်းပြူတော့သူတို့ဘလို့ပြင်တယ်မသိဘူးမကြည့်ပါလားပြူရဲ့ပြူ ပေါ်ပေါ်ပါလေအဲဒီဆိုတဲ့ Facebook မှာရေးတင်ထားသေးတယ်ခက်ခက်မာတဲ့ຫນွယ်လေးကဇက်သိမ်းပိုင်းမှာသူတို့အဆင်ပြေသွားကြပြီဟိုသူတို့ညတဲ့သွားပြီတကယ်တော့ပရိသတ်တွေအသေးရတယ်ဒီလားအဲ့ဒါဟိုသူကအပြင်းမာလုံးဝမဟုတ်ချင်းနဲ့ဟိုနည်းနဲ့ຫນွယ်ကတောက်လျှောက်ကျဉ်းယုံလာပြီးတော့ဘာဖြစ်လို့လဲဇက်အဆုံးပိုင်းကျတော့တောင်းပန်လိုက်လို့ပြေးအေးသွားကြတာလေတဲ့ဆိုတော့ဟဲ့မဟုတ်ဒါကျတော့ဇလန်းသဘောတဘာဝါအရာကိုကလုပ်ရတာပေါ့နော်ဟိုဇလန်းကိုပြန်ရှင်းရဇလန်းကိုပြန်ရှင်းရအားကြောင့်မလို့ရှင်းရှင်းပြနေရတယ်ပြန်ပြန်ပြီးတော့မဟုတ်ဘူးဒီလိုမျိုးလေးရှိတယ်ဆိုတော့ဟိုကိုကျတော့လေမမ ဝရဲ့နဲ့လဲဟို တခြားလုံးသွားလို့ကလည်းမရပြန်ဘောနော်ကိုယ့်ရဲ့ချုထွက်လာရင်ဆိုရင်လည်းတစ်ခုနဲ့ကိုယ်ရက်တည်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဆိုတော့ character မျိုးစုံကိုစ조사ပြီးတော့အမြဲတမ်းတရုပ်ဆောင်မှုလို့အတွက်ဟိုကဖြစ်ပါတယ်ပြင်ဆင်ပါတယ်ဆုံးဆုံးနေပြီမလား character လို့ရနေရတဲ့အဲဆိုတော့ဆက်ဆောင်ဆုံးရိုက်တဲ့ကား future ဖြစ်တယ် future ဖြစ်တဲ့တုန်းကတော့ပြောမယ်ဆိုရင်တော်တော်လေးငယ်သေးတယ်ငယ်သေးတဲ့ပြင်အဲဒီဟိုဆက်ဆောင်ဆုံးကိုယ့်ရဲ့ကို camera ထဲမှာဘယ်လိုနေလဲဆိုပြီးတော့ camera dressing အနေနဲ့ထည့်တဲ့ကားပေါ့အဲ့ကားထဲမှာတော့ဘာမှတိတ်ပြီးတော့ဟိုကြီးကျယ်ဆောင်လိုက်ရမျိုးတော့ဆက်ဆောင်ချင်းဖြစ်နေဆက်ဆောင်ချင်းပြန်တော့ဂျိန်းစားပြန်နေတာကြီးကြတော့ဆရာဦးသိန်းခန့်နဲ့အဲ့ဒါက ာမင်းမင်းမြန်မာဆိုလို့ရှိရင်ဆက်ဆောက်ဦးဆုံးကိုအဲဒီ drummer စတယုတ်ဆောင်ရတဲ့ကားပေါ့ဆိုတော့ဆရာဆိုလို့ရှိရင်ဆရာကတော့စူတယ်ဆရာပြောတယ်ကိုကိုကြီးလည်းသိပါတယ်เนาะဆရာစူတယ်ပြောတယ်သူလိုချင်တဲ့ acting မရမချင်းလည်းတင်တယ်ဆရာနဲ့ဆိုလို့ရှိရင် dialogue တွေချက်ချင်းမှတ်ပြီးချက်ချင်းပြောရတဲ့ဟာရှိတယ်ဆိုတော့ အဲ့မှာရင်တော်တော်လေးပြောမယ်ဆိုလို့ရှင်ဆရာနဲ့မပညာရတယ်အဲ့ဒါလေးပြောစာမျက်နှာသစ်ဆိုပြီးကျောင်းသားကရိုက်ကောရိုက်တဲ့ခါကျတော့အဲ့မှာတော့ဒီဟိုဟာပေါ့နော်ဟို music နဲ့ပတ်သက်တဲ့ musical drama ဆိုတော့တချင်းနေအများကြီးဆိုတော့အဲ့ကားမှာလည်းအရန်ပြောတာပဲဒါပေမဲ့ဟိုမြန်မာပြည်သက်ကျတော့ musical drama တွေသူကအရန်မရှိနေသေးဘူးပေါ့နော်အဲ့လိုပြောရမှာပေါ့ဆိုအဲ့ကားလေးကတိတ်ပြီးထိုးထွက်မလာလိုက်ပေါ့အဲ့ဒါပြောဆိုတဲ့ဒေါင်းမေရိုက်တဲ့ခါကျတော့တော့မမကြီးစိတ်ရောပေါ့နော်ဆိုတော့အဲ့ကားလေးမှာတော့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့ဒီလိုမျိုးပြည်သက်ကြိုက်သွားလိမ့်မယ်လို့မထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဟိုဖျားပေးတဲ့နေရ ရာလေးတနေရာလို့ပဲပြောရမှာပေါ့ဒီအလုပ်ကိုရမ်းယူသွပ်ပြီးတော့ကြိုးစားတဲ့ဟာတခုရဲ့အဲနောက်မေတို့မေတို့ဖေတို့မြင်စေခြင်းတဲ့ဟာလေးပေါ့အဲဒါလေးတခုအဲ့ကားမှာတော့လုတ်ပေးနိုင်လိုက်တယ်ပေါ့အဲ့တော့ဂူဒီမုံမြစ်ကတော့ မယူတော့ character ရဲ့ပြဿနာတွေကမကြိုက်ကြတာပေါ့နော်အဲ့ဒါလည်းနားလည်ပါလေဒါပေမဲ့လေညီမလေးက character ဟုတ်တယ်တကယ်အပြည့်ဝဖန်နေတဲ့အတွက်အော်မင်းလေးရတာအင်းအော်မင်းလားဒါပေမဲ့ခုနပြောသလိုပေါ့ဟိုသူတို့က character ပေါ်မှာအရန်တက်ဝင်ပြီးတော့အနှဲ့ကိုစိတ်ဆိုးတဲ့အခါမှာကိုယ့်စီပါရိုက်ခတ်လာတဲ့ခံစားချက်ပေါ့ဒါလေးကလည်းနည်းခံရတာပေါ့ဒါပေမဲ့ညာလေးနဲ့ຫນွေကြတော့ຫນွေနဲ့တကယ်ကိုဆက်ညံပဲဖြစ်ပြီးတော့အရန်ချစ်တဲ့ကောင်မလေးနင်းနာခံရတဲ့ကောင်မလေးတယောက်ဖြစ်မယ်လို့ထင်တဲ့အခါကျညီမလေးညာလေးຫນွေအပေါ်မှာအပြည့်ဝပုံဖော်နိုင်ခဲ့လား ဟုတ်ဆိုတော့အများလေးຫນွယ်ကိုပြောရမယ်ဆိုဇက်ဖတ်ကလေးရရင်တိုက်တယ်အခြေဆုံးသူထုတ်ပတ်တရားကြတော့ဝတ္ထုစာအုပ်အားဖြင့်တိုးတယ်သူကတလောက်လောက်လေးပဲဟိုပါတယ်ပေါ့ဟိုဇလန်းဆိုင်အားဖြင့်ထိထိမိမိနဲ့ကြက်ကြက်လက်လက်ရေးရတာဆရာကြီးရဲ့ဒီတပေါင်းဆုံးထွက်တဲ့ first novel ဖြစ်တဲ့ကကြတော့အဲဆရာစပူတွန်းတက်လည်းလည်းရှင်းပြတယ်ဒီအခြေဆုံးသူထုတ်ပတ်တရားကြတော့တဲ့စာရေးဆရာ၃ယောက်ပေါင်းရေးထားတဲ့ဟာမှာဆရာကြီးຫນွယ်ကြတန်းရဲ့ဒါ ပထမဆုံးစထွက်တဲ့ဝတ္ထုပါဆိုတဲ့ခါကျတော့ဒီဇညုံမိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ဇညုံကကျတော့ဒီကားမှာ၃ယောက်ရေးတယ်အမ၂ယောက်အကို၁ယောက်ရေးတယ်ဆိုတော့အဲ့ဒီဟိုဒီဇညုံသမား၃ယောက်လုံးကဒီ character ထဲမှာဒီဇက်ကောင်တစ်ခုဒီဇက်လိုင်းရင်တစ်ခုထဲမှာသူတို့စိတ်နှစ်ပြီးတော့ရေးကြပြီးတော့ series အနေနဲ့ပြင်ရိုက်တဲ့ခါမှာပုံဖော်လို့ကောင်းတော့ဆွဲဆန့်လိုက်တာပေါ့ဆွဲဆန့်လိုက်တဲ့ခါကျတော့ဒီ series အနေနဲ့ပြင်ရိုက်တဲ့ခါကျတော့အားရပါးရပေါ့နော်ဒီကားရဲ့ main character ၃ယောက်ဖြစ်ပြီးတော့စိတ်ကြီးဖြစ်သွားတယ်ထွန်းနိုင်ရဲ November ရဲ့မြားလေးရဲ့၃ယောက်ရဲ့နောက်ចောင်းသူចောင်းသားတွေဒီထဲမှာ MRT4 က ဂျူနီယာလေးတွေအများကြီးပါတယ်ဆိုတော့အဲ့တော့တဝရကြီးရမှာဒီကားလေးဆိုတော့ဆွဲတို့အရန်စူးစမ်းထားတာအပင်မခိုင်မီစူးစမ်းထားရတယ်နော်ဆန္ဒလို့ဆရာပြောသလိုပဲပါလေတောင်ကြီးဆိုရင်မနှက်သွားညပြန်တယ်အဲ့လိုတလခွဲလောက်စတိုက်လောက်ပါဆိုတော့အခုပြောတာပါအဲ့ဆိုတော့ဘုရားလေးကိုဆရာဆရာကိုပေါ့ဟုတ်တယ်ဆရာလေးအင်တာဗျူးကလည်းဖြေတာဟုတ်တယ်ဟုတ်တယ်ဆရာလေးဟုတ် စာနေစင်းမိတ်ဆက်ပွဲတော့လည်းပြောတာမြောင်းမြောင်းကိုလည်းအဲ့လိုအဲ့လိုအဲ့လိုတောင်ကြီးဆိုခေါထုတ်ခပြန်ခေါထုတ်ခပြန်ခေါထုတ်ခပြန်လည်းအကြောင်းဆိုလို့ရှိရင်လည်းစေးချောင်းနောက် GDC နောက်တော့တောင်ကြီးတက်ကတော့အဲ့လိုမျိုးသုံးခုစုံပြီးရိုက်တာဆိုတော့လေဟိုပါပေါ့အဲဒီအိမ်နဲ့အိမ်နဲ့အိမ်နဲ့တွေပဲကြည်နေရတဲ့ series တရားနေပြီးတော့ရှူခင်းလှတယ်အမြင်ရမယ်အများကြီးတောင်းရှက်ပြေတောင်းပိုင်းရဲ့ရှက်ပြေတောင်းပိုင်းအလှမျိုးမြန်ဝင်နေပါရဲ့သွားသေးတယ်မျိုးမြန်ဝင်နေသွားတယ် baby လုံးမှာသွားရိုက်တယ်တောင်းတတ်တဲ့ scene တွေရှိတယ် scene တွေကိုရမ်းလှနေမှာတော့တောင်းတောင်းတတ်တော့မင်းသားတွေသူတို့တက်ကြတာဟုတ်ဆိုတော့တစ်ဝက်လောက်မှာဟိုတော်တော်မြင့်နေပြီဟုတ်တယ်ဟိုအမြင့်ဆုံးထိရအောင်တက်ဆိုတော့ cameraman တွေက camera ထမ်းပြီးတက်ပြီးတက်တယ် camera ထမ်းပြီးအကြီးကျယ်တက်ပြီးဒီလောက်အေးရရသေးဘူးမချွေးချွေးတွေပြန်တော့ပိုကောင်းမြတ်စံတော့ scene တွေကတော့ပိုနှစ်ဖြစ်တယ်လေနော်အရင်အရင်ကိုစူးစမ်းပန်းစားနေလိုက်ထားကြတာတကယ်ဟိုနေရာအစ်စ်တွေရဲ့စင် အစ်စ်တွေအဲ့လိုမျိုးတွေရမယ်။အမတို့တီးရပြိသက်အနေနဲ့ကြတော့ဒီဟိုဘယ်လိုခေါမလဲ။တနားရီစာတွင်းဟုတ်မိနစ်ပိုင်းလေးမှာအမတို့ကဒီအစင်းလေးကိုခဏလေးဖြတ်ခနဲကြည့်ရတယ်။ဒီအတွက်ကိုပြစ်ဆက်ထားအကောင်လုံးကအများကြီးပြင်ဆင်ထားတာဆိုတော့အဲ့ဒီအစင်းတစ်ခုချင်းစီတိုင်းကိုအများကြီးအားပေးပါမယ်။ဟုတ်ကဲ့ပါ။ပြီးတော့ပိုးအောင်မြင်ပါစေတဲ့ဆုတောင်းပေး။ဟုတ်တယ်။အများလေးကလည်းညာလေးရဲ့အဲဆုထားရဲ့မျက်နှာလေးနဲ့အများလေးနဲ့လည်းအရင်လိုက်ဖက်တယ်လို့ခံစားရတယ်။အဲ့ character ကြီးအများကြီးမှာကိုအကြိုက်ဆုံးတယောက်ရေးမယ်ဆိုဘယ်တယောက်ဖြစ်မှာ။ ညာလေးအပြင်ပေါ့အဲ့လိုမင်းအကုန်ကြိုက်တယ်ပဲပြင်ပါညာလေးပြင်ပေါ့မှန်ရအောင်အပြင်မှသာကွာဒီလိုတစ်ခုပဲရွေးရမယ်ဆိုတာမျိုးဖြစ်လာတယ်ဟုတ်မှန်တယ်ပေါ့ဘဘူးတစ်ခုပဲရွေးရမယ်ကိုရည်ရည်ပါတော်တော်ဘယ်လို့တော့ကိုအဘသူဖြစ်မလားပြောဘသူဖြစ်မလားတယောက်တည်းရွေးရမယ်ဆိုရင်ပြောတာပါတယောက်တည်းရွေးရမယ်ဆိုရင်အဲ့လို ထက်မြက်မှုပေါ့နော်ထက်မြက်မှုနဲ့တော်တဲ့ဟာကိုကြိုက်တယ်ဆိုမြင်းမြင်းမြက်လို character မျိုးကိုကြိုက်တယ်ကုမ္ပဏီမှာဥဆောင်နေပြီးတော့အဲ့လိုတကယ်ထက်ထက်မြက်မြက်နဲ့ဆုံးဖြတ်ချက်ပြတ်သားတယ်မိန်းမတယောက်ဖြစ်ချင်တယ်အပြင်မှာဆိုစုရက်ကတုံ့နှိပ်ပါဘူးအရန်ဖြစ်တတ်တယ်ဒါမှပါတယ်အဲ့လိုမျိုးဆုံးဖြတ်ချက်ပြတ်ပြတ်သားသားနဲ့စကားကိုဆိုလို့ရှိရင်အဲ့လိုရဲရဲဝုန်းဝန်းပြောတတ်တဲ့မိန်းမတွေကိုကြိုက်တယ်ဒါပေမဲ့ကိုကိုရိုင်းတော့အဲ့လိုမျိုးမဖြစ်သေးဘူးဆိုတော့အဲ့လို character မျိုးကိုကြိုက်တယ်ဒါပေမဲ့နူးနူးညံ့ညံ့နဲ့တစ်ဖက်ကလည်း အဲဟိုဟာပေါ့နော်စကားအရာမှာလိမ္မာတိမ်မွေ့ပြီးတော့ဘာသာရေးလောက်တက်တဲ့ character ကိုကျတော့မမအမေတို့ကြာပြန်ဟောပေါ့နော်အဲ့လိုမျိုးလေးကိုကကြိုက်နေတာပေါ့ကိုကအဲ့လိုမျိုးလေးဖြစ်နေတာကိုအတူဖန်နေခဲ့တဲ့ character လေးဖြစ်တဲ့အတွက်အကုန်လုံးကတော့ပြည့်ရစရာမရှိဘူးမန်းနွယ်လေးမှာကျတော့မန်းနွယ်ဘယ်လိုနေရာကိုကြိုက်တာလဲမန်းနွယ်ကြီးကတော့တော့တော့ဆိုသမီးတိုင်းရပါတယ်ဆင်မကြိုက်စရာရှိဘူးအရှိကလည်းသူကကြိုက်စရာမရှိဘူးသူ့ကိုကြိလိုက်လို့ရှင်လေး ကိုရုပ်ကိုပြန်မြင်နေရတာမှမုန်းလာရဲ့အဲ့လိုဖြစ်တယ်ဟာတော်တော်ဆိုးတယ်မိမပဲပေါ့နော်ဒီဥစဉ်မျိုးယူဆိုလို့ရှိရင်လည်းသူကဟိုကမဆွေးခြင်းရတာနဲ့ဒီကမစားနဲ့ပြောရတာနဲ့ဆိုတော့ပြင်မှာရောက်ကမှဘယ်လိုဆက်ဆံလဲဟွန်းပြင်မှာဆိုလို့ရှိရင်တော့ဟိုမန်းနွယ်ဟိုအစတော့ချိုးတယ်လို့မျိုးလေအာရချိုးပါပါ ရှင်တွေတစ်ခါမှပြည့်နေလို့မဖြစ်ဘူး။ကဲကောင်းပါပြီလားเนาะဒီနေ့အဲ့ဒါကိုတို့ဒါမေးသမျှတွေပဲဖြည့်ပေးရဲညီမလေးအခုလာမဲ့ကားကိုလည်းပြည့်တက်တွေလည်းဒီထက်ပို့ပြီးတော့အပေးကြမှာပါလို့ယုံကြည်ပါတယ်ဆိုတော့ကိုတို့ရေအခုထိုးပတ်မှာဂိမ်းလေးတွေတော်ကစားဖို့အစီအစဉ်ရှိသေးတယ်။ ဟုတ်ကဲ့အဲ့ဒီနော်ဝေးကြိုင်မိုင်းနိုင်ပြီကွန်ဖမ်းပြောလိုက်မယ်တော့ဒီရတော့လုံးဝရှုံးလို့မဖြစ်ဘူးโอเคညစရာအခုနောက်တစ်ဖွဲ့လာဟလားဟုတ်ကြောက်ပါဦးနော်ကြောက်ပါဦးဘာလဲအင်ဂျီနဲ့အဖွဲ့ဖွဲ့လာဆိုအဲ့လိုမျိုးလားအဲ့လိုမျိုးဆိုရင်ဘယ်ဖြစ်သွားပြလဲဆိုကိုဒီဇိုင်းနဲ့တပီးတဲ့တစ်ဖွဲ့ဟုတ်ကဲ့ဟုတ်တယ်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 ဟိုဒီနေ့အင်ဂျီစင်တူလေးတွေဖြစ်နော်နော်ယူရထားပဲအဲ့ဆိုတော့ပတ်သက်ပြီးတော့ဂိမ်းဆော့ပါမယ်အားပေးကြပါဦးရှင်ကြပါမယ်ရှင်